TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။တရားမျိုးသားလူမျိုးရေးတက်မတော် TNL ကမိုးကုံနဲ့မိုးမိတ်မျိုးတို့ကိုစစ်တပ်ကိုပြန်ပေးဖို့သဘောတူညီခဲ့တဲ့နောက်မှာတော့ထိန်းချုပ်ထားနိုင်တဲ့နေမျိုးတွေကိုဆက်လက်ကာကွယ်ဖို့အာဏာရှင်ကိုအမြင့်ပြတ်ချိန်မုံဖို့နဲ့ Federal Democracy စနစ်စီကိုဆက်လက်ချိတက်ဖို့အစအရာတွေကို NUG ကာကွယ်ရေးအောက်ကပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့မန္တလေး PDF မိုးကုံပြူဟာ PDF နဲ့ TRI ပြူဟာ PDF တပ်ဖွဲ့တွေကအသီးသီးစာရေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာအရခအတက်တော်ကမြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကနေ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိစစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အရသာတိဆုံးသူထိရိုက်ဒဏ်ရာရှိသူနဲ့ဖမ်းဆီးခံရသူ4000ကျော်အထိရှိလာတယ်လို့အရခတက်ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်ပေါတောမြို့နယ်တောင်ညိုကျေးရွာမှာစစ်ကောင်စီရဲ့စစ်တွေမျိုးအခြေဆိုင်တပ်စခန်းတွေကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးကလေးငယ်တယောက်ထိ송ခဲ့တယ်လို့နောက်ထပ်၄ယောက်ထပ်မနေလဲအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ TV ရဲ့နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။